်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်မေတ္တာတော်အတွေ့အကြုံဆိုတဲ့ကောင်းစဉ်နဲ့ဧဖက်အခန်းကြီး3အငယ်14ကနေ19ကိုဆင်ခြင်သွားကြပါတယ်အထက်ဆိုခဲ့ပြီးသောအကြောင်းကြောင့် ကောင်းကင်ပေါ်မြေကြီးပေါ်မှာရှိသောတအိမ်တောင်လုံးဒီဟုသောသားတော်အပေါင်းတို့ဤအချုပ်အချာဖြစ်တော်မူသောငါတို့သခင်ယေရှုခရစ်ဤခမဲတော်ရှေ့မှာငါသည်ဒူးထောက်၍ဆုတောင်းလေးရှိ၏ဆုတောင်းသောအချက်ဟုမူကားဝိညာဉ်တော်အားဖြင့်သင်တို့ဤအတွင်းလူကိုခွန်အားနှင့်မြဲမြံခိုင်ခန့်စေ၍ယုံကြည်ခြင်းအားဖြင့်ခရစ်တော်သည်သင်တို့ဤစိတ်လုံးအထဲ၌ကျင်းဝတ်တော်မူမည်အကြောင်း ဘုံတော်ကျယ်ဝပြည့်စုံခြင်းနှင့်ပျော်ညီစွာတင်တော်အားပေးသနာတော်မူ၍မြစ်တာ၌စိုက်ပျိုးခြင်းတိုက်မြစ်လည်းကြတည်ခြင်းရှိသဖြင့်တင်တို့သည်တန်ရှင်းသူအပေါင်းတို့ဤနိတူအနံအလျာအနက်အမြင့်တို့ကိုပိုင်းခြား၍တည်ခြင်းက၎င်းကိုညာနှင့်မတိနိုင်သောခရစ်တော်ဤမြစ်တာတော်ကိုတိနာလေခြင်းက၎င်းတင်တို့သည် တက်ဆွမ်းနိုင်သဖြင့်ဘုရားသခင်ဤပြည့်စုံတော်မူခြင်းရှိသမျှနှင့်အညီပြည့်စုံကြပါမည်အကြောင်းငါသည်ဆုတောင်းလေးရှိ၏ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဖဘုရားသခင်က ကျွန်တော်တို့တယောက်ချင်းစီတိုင်းကို သူ့ရဲ့မေတ္တာကိုယုံကြည်စိတ်ချမှုရှိစေလိုပါれနဂဝတောတမချန်းစာကဘုရားသခင်ကျွန်တော်တို့ကိုချစ်တဲ့အကြောင်းကိုဆုတောင်းပါれဒါကိုလက်ဝါးကတိုင်အားဖြင့်တက်တည်ပြခဲ့တယ် ဝမ်းနည်းစရာကတော့ဒီအရာကအတွေ့အကြုံတစ်ခုထက်ယုံကြည်သူတချို့အတွက်အသိဉာဏ်ထဲမှာပဲရှိတဲ့ဉာဏ်ရည်ဉာဏ်သွေးရဲ့အမှန်တရားတစ်ခုလောက်သာပဲဖြစ်တယ်။ပြဿနာကဘုရားခင်နဲ့မဟုတ်ဘဲနဲ့သူ့ရဲ့ကယူဆိုင်မှုကိုခံစားသိရှိနိုင်တဲ့ကျွန်တော်တို့လူရဲ့အကန့်အသတ်ရှိတဲ့စွမ်းရည်ကြောင့်သာပဲဖြစ်လိမ့်မယ်။အတားအဆီးတစ်ခုကတော့ဘဝအခြေအနေအရာဘုရားသခင်ရဲ့မြတ်တာကိုတိုင်းတာတဲ့သဘောထားဖြစ်နိုင်ပါတယ်။ ောင်းကင်ဘုံရှင်ဖာဖျားသခင်ကအဖြစ်ဆိုးတွေနဲ့နာကျင်မှုတွေကိုကျွန်တော်ရဲ့အသက်တာမှာခွင့်ပြု တွေ့ကြုံစေတဲ့အခါတချို့ကသူတို့ကိုဂယုမဆိုင်ဘူးလို့ယူဆကြပါတယ်။မေတ္တာရှင်ဖျားသခင်ကဆင်းရဲဒုက္ခကိုဘလို့ခွင့်ပြုနိုင်မလဲ။ကိုရောရဲ့နီလန်းတော်တွေကိုကျွန်တော်တို့အနေနဲ့ဘယ်တော့မှအပြစ်အဝနားလည်မှာမဟုတ်ပါဘူး။ဒါကြောင့်ဟေရှာယအခန်းကြီး55အငယ်8ကနေ9မှာ ။ထာဝရဘုရားမိန့်တော်မူသီကငါဤအကျံအစီသည်တင်တို့ဤအကျံအစီနှင့်မတူ။ငါဤအကျင့်သည်လည်းတင်တို့ဤအကျင့်နှင့်မတူ။မိုးကောင်းခင်သည်မြေကြီးထက်တောင်၍မြင့်တကယ်သို့ငါဤအကျင့်သည်တင်တို့ဤအကျင့်ထက်၎င်း။ငါဤအကျံအစီသည်တင်တို့ဤအကျံစီထက်၎င်းပါ၍မြင့်ဤလို့ဆိုထားခြင်းပဲဖြစ်တယ်။ဒါပေမဲ့လည်းကိုရောရဲ့ဂယုဏနဲ့မြင့်တာတော့ဟာအကန့်အသတ်မရှိဘူးဆိုတာကို သိနိုင်ပြီးတော့အချိန်တိုင်းမှာ အရာအလုံးကိုမှန်ကန်စေမှာဖြစ်တဲ့အကြောင်းကျွန်တော်တို့သိနိုင်ပါတယ်။ကျွန်တော်ရဲ့ကိုရီးကိုတာနဲ့မထိုက်တန်ဘူးဆိုတဲ့ခံစားချက်ကဘုရားသခင်ရဲ့မေတ္တာကိုလက်ခံခြင်းနဲ့ပတ်သက်ပြီးမှဟန်တာသွားနိုင်ပါတယ်။အတိတ်ကအပြစ်တွေကိုအာယုံ စိုက်တာတွေဒါမှမဟုတ်ကိုကိုကိုတခြားသူတွေနဲ့နှိုင်းရှင်ခြင်းတွေကမျောလင့်ချက်ကင်းမဲ့သွားပါလိမ့်မယ်။ မြင့်မြတ်တဲ့မေတ္တာဟာကျွန်တော်တို့ရဲ့စွမ်းဆောင်မှုအပေါ်မှာမဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့ဇယိုက်အပေါ်မှာအခြေခံကြောင်းကိုတတိယပါဘုရားသခင်ကကျွန်တော်တို့တယောက်ချင်းစီတိုင်းကို ပုဂ္ဂိုလ်ရေးအရာယဉ်နီးတဲ့နိလန်းအားဖြင့်သူ့ရဲ့ကြီးမားတဲ့မေတ္တာတော်ကိုတွေ့ကြုံခံစားစီလိုပါတယ်ယန္တူရဲ့လိန်ညာမှုဒါမှမဟုတ်ဘဝရဲ့အခက်အခဲတွေဟာဒီကြီးမြတ်တဲ့ကောင်းကြီးတွေရဲ့ပျော်ရွှင်မှုနဲ့လုံခြုံမှုကို မခိုးယူပါစေနဲ့ တန်တရားတွေပေါ်လာတဲ့အခါမှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်တမာတရားကိုသာ အာကိုပါ သူကကျွန်တော်တို့ကိုချစ်တယ်ဘုရားသခင်ကိုယုံကြည်ပါအချိန်တန်တဲ့အခါမှာဒီအဖြစ်မှန်တွေဟာကျွန်တော်တို့ထင်ထားတာထက်ပိုနဲ့နေတဲ့နီလန်းနဲ့တိလာပါလိမ့်မယ်ကျမ်းနာဆင်ခြင်ခဲ့တဲ့သူတိုင်းဘုရားသခင်ရဲ့မေတ္တာတော်နဲ့ပတ်သက်ပြီးတော့ကေတင်ခြင်းမေတ္တာတော်တင်တာမကပဲနဲ့လက်ရှိအသက်ရှင်နေချိန်မှာလည်းပဲ ူနိုင်မဲ့တယ်ဘုရားသခင်ရဲ့မေတ္တာကိုအမှန်တကယ်သိနာနဲ့ခံစားနိုင်ဖို့ဘုရားသခင်အတူရှိနေခြင်းကိုခံစားနိုင်ကြပါစေအာမင်ဒီခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်ဒီနေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်